ကရင်ပြည်နယ်တောင်ဝိုင်းပေါ်မှာထူးခြားတဲ့အဆောင်ရှောက်တွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ဟိန်းသူအောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Sally Insider Wish ကနေပြီးတော့ပြန်လည်လို့ជួសសួរပါရစေ။ ဆောင်းရှောက်တွေနဲ့အယူအဆတွေဆိုတာနေဘက်တွေမှာသာယုံကြည်မှုပြင်းထန်တာဖြစ်ပြီးတော့အနုပညာရှင်တွေကြားမှာဆိုရင်တော့မရှိသလောက်ရှားပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်အနုပညာရှင်တွေကြားမှာဒီလိုယုံကြည်မှုတွေကပြင်းထန်လာခဲ့တာပါအနုပညာရှင်တွေကိုယ်တိုင်ကဒီလိုယုံကြည်မှုတွေနဲ့ကြုံတွေ့ရကြအောင်ပြောပြီးတော့ပရိသတ်တွေကိုအသိပေးပြောဆိုနေကြတာပါဟိန္ဒူအောင်ကလည်းသူကအဆောင်းရှောက်တွေနဲ့မခင်သူတယောက်ဆိုပြီးတော့အသိပေးလာခဲ့တာပါဟိန္ဒူအောင်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာကရင်ပြည်နယ်ကိုခီးထွက်နေခဲ့တာပါကရင်ပြည် ယ်မှာအရန်ကိုနမဲကြီးလုံးနဲ့တောင်ဝိုင်းဘော်ကိုလည်းတက်ရောက်ခဲ့ပါတယ်။ကရင်ပြည်နယ်တောင်ဝိုင်းကိုညနေခင်းမှာသွားခဲ့တာဖြစ်ပါတယ်။ညနေခင်းမှာတောင်တက်ခဲ့တာဖြစ်တဲ့အတွက်အစင်းမှာမိုးချုပ်သွားခဲ့ပါတယ်။ဒါကြောင့်မို့လဲညနေခင်းစင်းတဲ့အချိန်မှာဟိန်းသူအောင်ကမထက်မထားရင်နေနဲ့ခြုံတွေ့ခဲ့ရပါတယ်။တောင်ပေါ်ကနေစင်းတဲ့အချိန်မှာ အမောင်တို့ကြားနေအတန်မျိုးစုံကိုကြားနေခဲ့ရတာပါအတန်ပေါင်းစုံကြားခဲ့ရုံတည်းမှာကပဲအဆောင်လျှောက်တွေနဲ့လည်းတွေ့ခဲ့ရတယ်လို့ဆိုပါတယ်ဆောင်းလျှောက်တွေကသူ့ကိုကိုထင်လာပြတဲ့အတွက်ဟိန်းသူအောင်ကကြောင်းလန့်ခဲ့ရပါတယ်တကယ်ဆိုရင်တောင်ဝိုင်းတောင်ကိုလူအများကမနှက်ခဲမှသာတက်ကြတာပါဒါပေမဲ့ဟိန်းသူအောင်တို့ကညနေပိုင်းမှာတက်ပြီးတော့အခုလိုကြုံတွေ့ခဲ့တာပါတောင်ပေါ်မတက်ခင်အချိန်မှလည်းဟိန်းသူအောင်ကအဆောင်လျှောက်တွေကိုမြစ်တာပို့တာမျိုးတွေလုပ်ပါတယ်တောဆောင်နဲ့တောင်ဆောင်နဲ့အားလုံးကိုမြစ်တာပို့ပြီးတော့မှသာတောင်စတက် က်ခဲ့တာပါဒရေကြောင့်ပဲတောင်ပေါ်ကဆင်းတဲ့အချိန်မှာအဆောင်လျှောက်တည်းရဲ့အဆောင်လျှောက်တာကိုခံရတယ်လို့ဟိန်းသူအောင်ကခံစားခဲ့ရပါတယ် လန်တဝက်မာတင်အချိန်ကနောက်ချသွားပြီးတော့မှောင်မဲနေတာဖြစ်တာမို့ဒေါ်6တာကိုလည်းခံခဲ့ရတယ်လို့ဆိုပါတယ်။မိန်းကလေးတွေអော်တဲ့အတန်ကိုလည်းကြားခဲ့ရတဲ့အတွက်စက်သီးထားတဲ့အထည်ကိုဖြစ်ခဲ့ရပါတယ်။ဒါအပြင်ဖနက်ကိုအစုံလိုက်အစ်စ်ချထားခဲ့တာကိုလည်းမြင်တွေ့ခဲ့ရတာပါ။ဟိန်းသူအောင်ကအရန်ကိုကြောက်တာဖြစ်တဲ့အတွက်တကယ်ကိုပဲတောင်အောင်ကိုမစင်းရအောင်ဖြစ်ခဲ့ရတာပါ။အချိန်မတော်တဲ့အချိန်မှာမှ ANDG နဲ့ဦးလေးကြီးတချို့ကိုလည်းမြင်တွေ့လိုက်ရတယ်။အဖော်ရလိုက်ပြီလို့ထင်နေခဲ့ပါတယ်။ ANDG တို့ဘာလုပ်နေတာလဲလို့ဟိန်းသူအောင်ကမေးလိုက် တဲ့အချိန်မှာသားတို့ကိုစောင့်နေတာလို့ပြန်ဖြေလာခဲ့တာပါလူတွေမဟုတ်နေပဲအဆောင်ရှောက်တွေလို့အဟိန္ဒူအောင်တို့ကယုံကြည်လိုက်ကြတာပါအားတင်းပြီးတော့ဆင်းရင်တောင်အောက်ကိုရောက်လို့ကားနာသွားမဲ့အချိန်မှာမြင်းဖြူကိုထပ်ပြီးတော့တွေ့ခဲ့ကြရပါတယ်မြင်းဖြူကြီးတကောင်ကရုတ်တရက်ထွက်လာတဲ့အတွက်ဟိန္ဒူအောင်တို့ကလန့်သွားခဲ့ရပါတယ်ဒါအပြင်အဲ့ဒီအချိန်မှာလည်းခန္ဓာကိုယ်တစ်ခုလုံးဖြူစွနေတဲ့မြင်းဖြူကြီးကိုမြင်တွေ့လိုက်ရတဲ့အတွက်အဆောင်ရှောက်တွေများနေပြီဆိုတာဟိန္ဒူအောင်ကပို့ပြီးတော့ယုံကြည်သွားတာဖြစ်ပါတယ် ဟိန္ဒူအောင်ပြောတာကိုတချို့တွေကတော့မယုံကြည်ကြပဲစေးတောက်ဖို့သာအကြံပေးနေတာပါဟိန္ဒူအောင်ကတော့လူတွေဆိုတာတယောက်နဲ့တယောက်ယုံကြည်မှုမတူကြတာမို့မယုံလဲရတယ်လို့ပြောထားပါတယ်ပရိသတ်ကြီးကကရင်ပြည်နယ်တောင်ဝိုင်းမှာဆောင်းလျှောက်တွေနဲ့ကြုံခဲ့ရတယ်ဆိုတော့ဟိန္ဒူအောင်စကားကိုယုံကြည်လားဆိုတာကွန်မန့်လေးထဲမှာပြပြပေးခဲ့ကြပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်